ပရိဒါလည်းမဆွမ်းပါဘူးတဲ့တပည့်တော်ညာခန္ဓာတုံယုံခန္ဓာတုံယုတ်တုံယုတ်သွားတော့မွေရကြိုက်သေးတယ်တဲ့အဲဆိုဗမာကြိုက်တာလည်းဘယ်သွားရင်လည်းဘလို့ကြိုက်တာလည်းဘုံကြီးကထပ်မေးလိုက်တော့နော်ညာဖားရိုက်ထွက်တာရဲ့မွေနော် ခန္ဓာတုံယုတ်သွားရတယ်မွေမကြိုက်အောင်စားရပါ ပြိတ္တရားတွေရုပ်ပတ်နာကြပြီမဲ့ဘာလို့ကောင်းကျိုးဒါမရကြတာလဲဗျာတိကျလို့မေးတာပါဗျာတဲ့ဒါပြိတ္တရားတွေကိုရုပ်ပတ်နာကြတဲ့အခါဘာလို့ကောင်းကျိုးမရတာလဲကောင်းကျိုးတော့ရမယ်ပေါ့ချက်ချင်းမရတာပါလုံးအလိုမျိုးတိတတချက်ချင်းမရတာပဲရှိပါတယ်ကောင်းကျိုးတော့ရှိပါတယ်ဒါတေချာတာတကောတော့ကုသိုလ်ရအဲ့ဒီကုသိုလ်ဆိုတာလည်းကင်ပြလို့မရတော့ပြိမဲ့ဒါတတိထားမဲ့အချက်တွေတော့ရှိတယ်ပေါ့ ဘုရားရှင်ရဲ့နှုတ်ကပတ်တော်ပရိတရားတွေကိုရုပ်ဘက်ပူဇော်နာယူတဲ့အခါကိုယ်တိုင်ရုပ်ဘက်ပူဇော်တာပဲဖြစ်ဖြစ်နာယူတော့တာနာယူတာပဲဖြစ်ဖြစ်ရုပ်ဘက်မယ်ဆိုရင်လည်းပါဠိပတ်တမှန်မှန်ကန်ကန်ရုပ်ဘက်မယ်အဖြတ်တော်မှန်မှန်ကန်ကန်ရုပ်ဘက်မယ်အနေအထိပဲဒီလိုလဲကိုကနားလဲအောင်လေ့လာထားမယ်ကိုရုပ်လိုက်တဲ့ပါဠိစကားရုပ်လိုက်တဲ့ရုပ်လိုက်တဲ့ငါဘာကိုရုပ်နေတယ်ဆိုတာကိုဒီအတိတ်ပဲကိုကနိစ္စဆိုရာခိုင်နှုန်းတော်တော်များများနားလည်နေရမယ်ပေါ့ဒါဆိုရင်ကိုရုပ်ဖက်လိုက်တဲ့အခါ ကိုယ်ရုံးနေတဲ့အတိတ်ပဲတည်တော့ပို့ပြီးအတိတ်ပဲရှိတယ်။ပို့လဲအာယုံပြုလို့ပို့ကောင်းတယ်။ကိုယ့်ရဲ့စိတ်ကလည်းဒီပေါ်မှာအာယုံပြုနေရမှာ။တချို့ကရွတ်တာရွတ်နေပြိဋ္ဌာရွတ်နေစိတ်ကတောင်ရောက်များရောက်အဲ့လိုဖြစ်နေတယ်။ရုပ်ပဲတည်းစရဲကပါဠိပတ္တာအဖြစ်တောက်တယ်လေမမမကန်ဖြစ်မယ်။အဲဒါဆိုရင်တော့ပြိဋ္ဌာရွတ်ဖက်တဲ့ကုသိုလ်တော့ရမယ်။အလကားတော့မဖြစ်ပါဘူး။ကုသိုလ်ရမယ်။ကုသိုလ်ရနေမယ်ပြိဋ္ဌာရဲ့အကျိုးနည်းမယ်ပေါ့ဗျာ။ကိုယ်ကရွတ်ပဲဆိုရင်ပြီးပြီးတော့တချို့ကလည်းရွတ်တယ်မြန်မြန်ရွတ်တာပြီးရင်ပြီးတော့ရွတ်တယ်။ ကိုရွတ်တဲ့ပါဠိတော်ပေါ်မှာလည်းအနက်မထင်ဘူးပါဠိပေါ်မှာလည်းအာယုံမပြုဘူးစိုးဆိုင်မှုနည်းတယ်မေတ္တာတော်ဥပမာမေတ္တာတော်ရွတ်တယ်ဆိုရင်မေတ္တာစိတ်နဲ့ရွတ်မှာမေတ္တာတော်တိုင်းရွတ်နေတယ်စိတ်ကတော်ရောမြောက်ရောက်အဲအဲ့လိုမျိုးဆိုရင်ရွတ်တာပဲရှိမှာနော်မင်္ဂလာတော်တော်ရွတ်နေတယ်မင်္ဂလာနဲ့အညီလဲပြုတ်မှုမနေတိုင်းဘူးလက်တွေ့လည်းမကျင့်ကြဘူးရုပ်ဖက်တဲ့ကံမှလည်းအာယုံတိကြမပြုတ်ဘူးဒါဆိုရင်တော့ပရိဒိယအကျိုးအနည်းမှာပဲဟုတ်ပြီလားပရိဒိယဒါတကယ်တော့ပရိဒိယတွေကို နာကြားတဲ့သူတွေရှိမှလည်းပါရှိရတယ်ဆိုတော့နာယူတဲ့နာကြားမဲ့တရားဓမ္မတွေအနေနဲ့လေဒီပရိတရားရဲ့ငါတို့ဒီမေဘုဒ္ဓရဲ့ပရိတရားတွေကိုနာယူခြင်းအပြင်ကောင်းမွန်ရိုသေစွာအာရုံစွန့်ဆိုင်ပြီးနာယူခြင်းအပြင်တာဒနာကိုကြီးညိုကြတဲ့မြေမမြေပုဂ္ဂိုလ်များရဲ့ကာကွယ်ဆောင်ရှောက်အရန်တောင်းကိုရရှိမယ်ဆိုတဲ့ယုံကြည်မှုတတ်တာတရားနဲ့နာယူရတယ်။တရားမများကပရိတရားနာတဲ့တရားဓမ္မတွေကတောင်းရောက်မြောက်ရောက်စိတ်တွေနဲ့တောင်းကြည့်မြောက်ကြည့်ကြည့် နာရီကြည်လိုက်ဖုန်ကြည်လိုက်ဟိုလဲလိုက်ဒီလဲလိုက်တချို့ကလည်းငြိမ်တော့ငြိမ်နေတယ်အိမ်ငိုင်တယ်တချို့ကြောက်တယ်တွေးနေဒါဆိုတော့ပြည့်ပြည့်အောင်လို့ပေါ့အပြည့်ဝမရဘူးဟုတ်ပြီလားဖျားရှင်ရဲ့ပြည့်တရားကမစွမ်းတာမဟုတ်ဘူးရွတ်ဖက်တဲ့သူတွေနာယူတဲ့သူတွေကပြည့်စုံရမယ်အင်္ဂါရက်တွေနဲ့မပြည့်စုံဘူးဒါကြောင့်ပြည့်ပြည့်ရဲ့အောင်လို့ပေါ့ဟာ တိတိတတမကြုံတွေ့မခံစားရတဲ့ကကုတောလောက်ပဲရတော့လူတွေကပြိတ္တရားမစုံးပါဘူးလေကားပါရွတ်စရာမလိုဘူးတွေပါရင်ဖြစ်ကုန်တာဖះဟောနဲ့အညီဒါမရွတ်ဖက်လို့ပါအဲ့တော့ကိုလိုတော်ကိုလိုမဲမသိပဲနဲ့ဒါပြိတ္တရွတ်စရာမလိုပြိတ္တရားရွတ်ဖက်နိုင်နေတာအလကားပဲလို့ဖြစ်သွားအဲ့အဆုံးရောက်သွားနော်အဲဆိုဖះမလိုအပ်ပဲဟောတယ်ဆိုဖះပါဆော်သွားတယ်လို့ဖြစ်တယ်ဖះပါအပြစ်မှားရတယ် ဖျားတရားတန်ခါတက္ကနာဆက်ဆက်တင်တဲ့တာဝန်တော်ရှင်မြတ်တွေဖျားတရားတန်ခါရတနာမြတ်တို့မှာသာသနာတခုလုံးဆော်သွားသူလို့ဖြစ်တော့နော်ဒါပရိသေရနာယူတဲ့သူတွေကဒါကြောင့်လည်းဘဘတော်ကဒါတက္ကနာမတဲ့အိမ်တွေဘုန်းကြီးတို့ကြွားတဲ့အခါတွေမှာဆိုရင်လေဒါပရိသေရတွေနာယူတဲ့အခါကောင်းမွန်ရိုသေစွာနာယူကြနာကြကြအယုံတဘာစိတ်မသွားဘဲနဲ့ယုံကြည်ကြည်တတ်တာတရားယုံကြည်မှုတတ်တာတရားနဲ့နာယူ ဒါပရိတ်တရားမနာခင်ပရိတ်တရားမဟောခင်ယောဂီတွေတရားနာပြတဲ့တွေကိုဘုဘုံကအများကြီးတတိပေးတယ်ဘုန်းကြီးကလည်းဟောသွားညွတ်သွားလူတွေကလည်းဘုန်းကြီးကလည်းဆောသွားလို့တကယ်မေတ္တာစိတ်နဲ့တကယ်ကောင်းကျိုးလိုလားတဲ့စိတ်နဲ့မေတ္တာအစိတ်အစစ်အမှန်နဲ့မှန်မှန်ကန်ကန်ရုပ်ပဲပူဇော်အောင်ဟောကြားနာရီတဲ့ကလူမတွေကလည်းလေးလေးနက်နက်ဒီလိုအင်္ဂါရက်တွေပြည့်စုံအောင်ပဲယုံကြည်ကြည်လေးလေးနက်နက်ယုံကြည်မှုတက်တာတရားနဲ့အာယုံဓမ္မစိတ်မသွမ်းစေဘဲနဲ့နာယူရ ကိုကရိုးတည်မနာပဲနဲ့ပြည့်တရားကမစွန့်ဘူးအဲ့လိုမျိုးထင်သွားရင်တော့အဲ့ရအပြစ်ဖြစ်မယ်။တန်တဲ့ပတ်သက်ပြီးတကာတယောက်လျှောက်တာကြုံဘူးတယ်ပေါ့။ဟာဘဘုံတို့ပြိတ်ကလည်းမစွန့်ပါဘူးတဲ့ဒီပြီးတော့ညာခန္ဓာတုံယုံခန္ဓာတုံယုတ်တုံယုတ်သွားတော့မွေရကြိုက်သေးတယ်တဲ့။နော်။ပြောတော့ခန္ဓာတုံယုံရင်မွေမကြိုက်ဘူးတဲ့။ဒီပြီးတော့ဟိုမွေကြိုက်သွားတယ်တဲ့။နော်။တော်သေးတာတဲ့နော်။အချိန်မီစိတ်ကံပြင်းမြန်လိုက်လို့ပြားတဲ့။ ကာဝဇေးတွေထိုးလိုက်လို့ကြိုက်တဲ့မွေမျိုးစားလဲသိလိုက်လို့တော်သေးတာတဲ့အဲ့နဲ့အဲ့ဟာတကားကမွေကြိုက်တယ်ဆိုတော့ဘယ်မှာကြိုက်ကြလဲဘယ်သွားရင်းနဲ့ဘယ်လိုကြိုက်တာလဲဘုံကြီးကထပ်မေးလိုက်တော့နော်ညဖားရိုက်ထွက်တာရဲ့မွေနော်ခန္ဓာတို့ရောသွားရတယ်မွေမကြိုက်အောင်တဘာဝကြာမှာတွေးကြည့်တော့ဖားရိုက်ထွက်တာလေကိုဖားရိုက်ထွက်တာကြတော့မပြောဘူးဘုံကြီးမေးလိုက်တဲ့ခါကျမှထွက်လာနော်ခန္ဓာတို့ဆိုတာလဲမေတ္တာပဲမေတ္တာကိုအခြေခံတာပဲ အဲမွေးဒီဒီဟိုတရိစံနေနော်ခြေမရှိကြတယ်ခြေတော့နှစ်ချောင်းနေခြေတော့သုံးချောင်းနေရောအကုန်မေတ္တာတွေပို့ဒါမေတ္တာတို့ခန္ဓာတို့ဆိုတာမေတ္တာတွေခန္ဓာတို့ဆိုလဲမွေမင်းလေးမျိုးအဓိကမေတ္တာပို့မေတ္တာနဲ့သွားတယ်ကိုကအာဟုတ္တလုပ်ငန်းလုပ်ပြီးတော့ဒီလိုပြိတ္တရားကိုရွတ်တယ်နာယူတယ်ဆိုရင်တော့ပြိတ္တရားရဲ့အကျိုးကတော့ဘယ်လိုလို့ဒါကုတ္တတော့နည်းနည်းတော့ရမှာပေါ့နော်ကိုဖားရိုက်ထွက်ပြီးအာဟုတ္တနဲ့ဖားရိုက်ထွက်မှာတော့တေကြတဲ့မွေမင်းလေးမျိုးမွေလွင်းမျိုးကိုမေတ္တာပို့တာလေမေတ္တာစိတ်စစ်စစ်မှန်မှန်နဲ့ပို့တာမဟုတ်ဘူး ပြင်ပြီးတော့ပို့တာကိုဖားရိုက်ထွက်တဲ့ကငွေမကိုက်အောင်ဆိုတဲ့စိတ်ကပုံများတယ်တကယ်မေတ္တာမစက်မှန်အဲ့လိုမျိုးဆိုတော့ငွေကိုက်မှာပေါ့အဲ့လိုမျိုးတွေရှိတယ်လူတွေကကိုအားနဲ့ချက်ကိုမမြင်တာပေါ့မသိနိုင်တာပေါ့သိအောင်လဲဘုန်းကြီးတွေကပြောပြရမယ်ပေါ့ပြောပြတဲ့တွေကနားမလည်တာတော့မတတ်နိုင်ဘူးပေါ့ဟုတ်ပြီလားဗျာတတိတွယ်ဒါပြိတရားကစွမ်းပါတယ်ရုပ်ပတဲ့သူတွေနာယူတဲ့သူတွေကတက်ဆိုင်ရာပြည့်စုံအောင်လိုအပ်ချက်တွေအင်္ဂါရက်တွေနဲ့လိုအပ်ချက်တွေရှိနေလို့ ဒါပရိဒိယရဲ့အောင်လို့ပေါ့ပြပြဝဝမရကြတာဖြစ်ပါလေဘုရင်တို့ဆိုရင်တော်တဲ့တောင်းတဲ့နေပါမြတ်စွာနေခဲ့တဲ့အခါကျတော့ပရိဒိယရဲ့အောင်လို့ပေါ့ဒီကိုကိုတွေ့တယ်ရောအများကြီးပဲအကျိုးတွေရရှိပါတယ်နော်ဒါတာမန်ရုပ်ဖက်တွေတော့တာမန်ပဲပေါ့ရေုံကြည်ကြည်ရိုးတေတေလေးလေးနဲ့နဲ့အာယုံပြုပြီးတော့ဆူဆက်ဆက်တကယ်ထိအလိုမေတ္တာပို့ဒီလိုပရိဒိယရဲ့ရုပ်ဖက်တွေဆဲတော့အကျိုးတွေအများကြီးရရှိပါတယ် အဓိကအကျိုးကတော့အန်ဒရယ်ဂင်းရဲ့အကျိုးပေါ့ဗျာတခြားကောက်ကျိုးတွေလည်းအများကြီးပါပဲကဲထားတော့နော်ဒီလောက်ဆိုရင်ပြည့်စုံပါနားမလည်မရှိရင်ပြန်မေးလျှောက်ပါ